အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကတော့ကျွန်တော်တို့ချစ်တုံတို့ရွှေတုံဘုရားတို့တွားရောက်ကုသိုလ်ပြုဖို့ဖြစ်ပါတယ်ဘုရားတို့မရောက်ခင်မှာမနက်စာစားဖို့အတွက်အစဉ်ပြေတဲ့ကျွန်တော်တို့ဇီနန်လေးအောင်များကိုလည်းတွေ့မြင်မှာဖြစ်ပါတယ်ခင်ဗျာအဝေးကလမ်းမီရောဖူးမြော်ကြည့်ရတာအလွန်မင်းတပ်ပဲဖို့ကောင်းပါတယ်ခင်ဗျာကျွန်တော်ကောင်မလေးကတော့ပန်ကက်လူချင်းလို့ဂျာပန်နစီကိုဝယ်ယူခဲ့ပါတယ်ခင်ဗျာ နက်ခင်းစောစောလေးဖြစ်တော့ကျွန်တော်တို့စိတ်တုံလို့ပါစိတ်ကြည်ချင်းလေးနည်းနည်းပြည့်ပြည့်ရွှင်ရွှင်လေးဖြစ်နေပါတယ်တကယ်ကိုပျော်ရွှင်တာအကောင်းတဲ့မနက်ခင်းလေးလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဘုရားကိုရောက်ခံနေဖြစ်တဲ့အတွက်ကြောင့်မလို့စိုင်နှန်းလေးလည်းစုံစုံလင်းလင်းများများပြားပြားတွေ့ရမယ်ကုသိုလ်ပြုတဲ့ဘုရားဘူးတွေကိုလည်းအများပြားတွေ့မြင်မှာဖြစ်ပါတယ်ကျွန်တော်လည်းအအောင်အောင်ဆရာလေးရတော့အမကျွတ်ကျွေးကိစ္စလေးပေါ့ဗျာ ကျွန်တော်ဘုရားရှီဟောင်းလေးကတည်ထားတဲ့ဘုရားတွေ့တော့ရှီဟောင်းပြီးသူကလည်းအများကြီးလဲကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒါအရှိပါမဟုတ်ပါခင်ဗျဘုရားပရဝင်တွင်မှာလဲသာသနာ့တက်ဆိုင်တဲ့ဘုရားစင်းသူတော်တွေပစ္စည်းအသုံးဆောင်တွေအများပြားကိုလည်းဝယ်ယူရှိနိုင်မှာ ဖြစ်ပါတယ်ဒါလည်းပစ္စည်းအမှာဘုရားကကုံမြင့်ပုံတင်ကုတ်တရာကုံမြင့်ပုံမှာတည်ထားတဲ့ဖြတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လေကားတက်တာတော့နည်းနည်းလေး အမြင်လေးရှိပါမယ်ကျွန်တော်တော့မှပဲလေးတစ်ချက်များလိုက်ပါမယ်ခင်ဗျာဖះကိုပန်ကလူဖို့အတွက်ကျွန်တော်ကျွန်တော်ရဲ့နေတဲ့ယာဟုထောက်ကိုသွားပါတယ်ခင်ဗျာပန်ကလူပြီးတော့ကျွန်တော်တို့ဆူတောင်းပြုတ်နိုင်ပါတယ် တကူကြီးတဲ့ဆန်တော်ရှစ်စုကိုတည်ထားတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့လာရလက်ပဲကုသိုလ်ပြုတဲ့လူတွေဖူးမြော်တဲ့လူတွေအများအများလည်းရှိပါတယ်ခင်ဗျာ။ ကျော်တော်ဘုဒ္ဓဘာသာတွေကိုသိစေခြင်းနဲ့အထိပယ်လေးတခုတော့ရှိပါတယ်အကြောင်းအရာလေးတခုပေါ့အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ပြောပြပါမယ်ကျွန်တော်ဘုရားဦးကြီးတပ်ပြင်မယ်ဆိုလို့ရှိရင်တချို့တဝက်မားနေကြတဲ့အတွေ့အော်တွေကဘာလဲဆိုတော့ဘုရားရဲ့ဥကောင်းတော်ကိုရေလောင်းလို့မရပါဘူးခင်ဗျာဘုရားအထုမြတ်ထားရဥကောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရေလောင်းလို့မရပါဘူးကျွန်တော်တို့လူတွေတာမန်လူတွေက အဲ့လေးရောတတိထားဆင်ခြင်မှုကျွန်တော်ပြောချင်ပါတယ်ကျွန်တော်လည်းနေကြပါရဲကျွန်တော်ကွန်မန်ဒါရတို့စစ်စစ်ရှင်းလင်းနေကျွန်တော်ရိုက်ပေးနေပါတယ်ခင်ဗျာကျွန်တော်ကွန်မန်ဒါရသူကုသိုလ်ပြုဖို့အတွက်ဂျာမန်လေးကိုခြံပြီးတော့ ဘုရားကိုကပ်မှာဖြစ်ပါတယ်။တန်ရှင်းဝန်ထမ်းများကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ဘုရားကိုတန်တန်ရှင်းရှင်းလေးဖြစ်နေပို့ပါဗျ။ဟိုသူကပန်ကတ်လူပါတော့မှာ ဘုရားမှာကုသိုလ်ပြုတဲ့အချိန်မှာကျွန်တော်တို့ပြုံးပြုံးရွှေရွှေနေနဲ့ကုသိုလ်ပြုဖို့ရည်ကြီးပါတယ်။ဘာလို့ဆိုအလိုပြုနေတဲ့အချိန်မှာကျွန်တော်တို့အကုသိုလ်ကုသိုလ်တွေကထွန်သွဲနေတယ်လေ။အဲဒါကြောင့်မို့ကျွန်တော်တို့ကုသိုလ်တွေအများပြားရဖို့အတွက်ကျွန်တော်ပြုံးပြုံးရွှေရွှေစိတ်ကြည်ကြည်လေးလေးနဲ့ကုသိုလ်ပြုဖို့ထွန်းအရေးကြီးပါတယ်ခင်ဗျာ။ကျွန်တော်အကြံပြုခြင်းဖြစ်ပါတယ်။ တာဥညာမေတ္တာဒါမဲ့တော့ဥညာဝိရှိတာဥဒ္ဒတိယဥဒ္ဒတိယဥရာမေတ္တာဆိုပြီးပိတ်တာတွေပိတ်ရတာဆိုပြီးပိတ်ရတယ်ကြာတယ်ကျုပ်ကကျုပ်ကတော့ပိတ်တဲ့နေရာဥညာနေရာပဲဥညာနေရာပဲဒါမဲ့တော့ဥပ္ပါယကြီးလေကျွန်တော်လမ်းပြော ရှင်းတတ်ပဲမှာဖြစ်ပါတယ်ခင်ဗျာပဲလျက်များလိုက်ရတယ်အလုံးမဲရှင်လန်းချမ်းမြေကြပါစီကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြပါဦး မိသားရက်ခံအပါရခင်ဗျာဟောစေးဂျမန်ချင်းကိုဂျမန်ချင်းနဲ့ပြည်စုံနိုင်ကြပါစီအလုံးမွှန်းလန်းချမ်းမြေ့ကြပါစေကျွန်တော်ရဲ့ channel ကို like နဲ့ subscribe လေးလုပ်ပေးကြပါခင်ဗျာ